ဘာကြောင့်မာမာနတွေကဖြစ်နေတာတုံးလို့စီသိကြည့်လို့ရှိရင်နော်အရေးကြီးတဲ့အကြောင်းတရားလေးတစ်ခုကအသိဉာဏ်နဲ့လို့ဆိုတဲ့အဖြေပါပဲဟုတ်လားအသိဉာဏ်ပညာနဲ့လေလေမာမာနကြီးလေလေပဲဦးဇင်းတို့ဘေးတပေါင်းတော်တို့ငငယ်တုန်းကနော်ဇဗနံလေးကငိုက်နေတယ်ဆိုတော့ဩသူ့မှာအနှိမ့်ဆန်တဲနေလို့လို့သင်ခဲ့ရတယ်ပေါ့ဟုတ်လားဩဇဗနံလေးကထောင်း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 ဖြစ်နေတယ်ဆိုတော့အထက်ထက်မှာဘာအနှိမ့်မှမရှိဘူး ဒါကြောင့်မလို့သူကထောင်း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 ဖြစ်နေတယ်။အဲ့ဒါလိုငိုက်နေတဲ့ဇဗနံလေးနဲ့တော့ထောင်းနေတဲ့ဇဗနံလေးကိုဥမာပေးပြီးတော့လူသားတွေမှာလည်းပဲအတိညာဆိုတဲ့အနှစ်သာရကိန်းရင်ကိန်းသလောက်နှိမ့်ချမှုဆိုတာရှိတယ်။အတိညာဆိုတဲ့အနှစ်သာရမရှိရင်မရှိသလောက်မြင့်မောက်မှုတွေဆိုတာဖြစ်နေတာ။ဟုတ်ရဲ့လား။ဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဘဝမှာမမနာတွေဘာကြောင့်ဖြစ်နေတာတုံးလို့စိတ်စစ်ကြည့်လို့ရှိရင်နော်အတိညာပညာနေလို့ဟုတ်ရဲ့လား ဘုရင်တို့မဟာဝိဇယသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့နော်ဏီကုံကျုပ်ကာထာလေးတစ်ပုဒ်ရှိတယ်။ဣတာတိတေနာကာယေနာယောမေညေဥဏမေတဝေပရံဝအဝဇာနေယကိမေညတရအတတနာနော်ဒီကာထာလေးအလုံးမမှတ်စရာကောင်းဣတာတိတေနာကာယေနာယောမေညေဥဏမေတဝေနော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ပရံဝအဝဇာနေယသူတော်ဘာကိုမထင်မဲမြင်ပြုတယ် မိမိကိုယ်ကိုမြင့်တင်တယ်သူတော်ကိုနှိမ့်ချတယ်ဆိုတာကိမင်ညတရာအတ္တတနာမတိမြင်ခြင်းတည်းဟူသော အကြောင်းကြောင့်မှလို့မြတ်စွာဘုရားဟောတယ်ဆိုလိုတာကကိုယ်ခန္ဓာရဲ့သဘာဝအမှန်ကိုယ်ဘဝရဲ့သဘောအမှန်တွေကိုမတိတာကို အကြောင်းပြုပြီးတော့တတ္တဝါတွေဟာကိုယ့်ကိုယ်ကိုမြင့်တင်ကြတယ်သူတော်ကိုနှိမ့်ချကြတယ်ဒါတွေကအလုံးမစဉ်းစားတဲ့အခါဆိုလိုတာကဒကာမတို့ဦးဇင်းတို့ရဲ့ဘဝဒကာမတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဒီအနေထားဒီအဖြစ်အပျက်မျိုးနဲ့ မမမနာတက်เสียအကြောင်းမရှိဘူးဆိုတဲ့အတိတ်ပဲဟုတ်ရဲ့လားเนาะဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့သူတစ်ပါးကိုနှိမ့်ချနေတာကိုယ့်ကိုယ်ကိုမြင့်တင်နေတာဟာဒီခန္ဓာဒီဘဝရဲ့အကြောင်းကိုမသိခြင်းကိုအကြောင်းပြုတ်ပြီးတော့တခြားအကြောင်းဆိုတာမရှိဘူးလို့မြတ်စွာဘုရားဟောတယ်။နောက်ဆိုလိုတာကကိုယ့်ခန္ဓာရဲ့အကြောင်းကိုကိုယ်တကယ်မသိလို့သူတစ်ပါးကိုနှိမ့်ချတာကိုယ့်ကိုယ်ကိုမြင့်တင်တာ။အဲ့တော့ကိုယ့်ခန္ဓာရဲ့အကြောင်းကိုယ့်ဘဝရဲ့အကြောင်းကိုသိရင်သိသလောက်အဲ့လိုမမနာတွေဆိုတာဖြစ်เสียအကြောင်းမရှိဘူး။ဟုတ်ရဲ့လား။ တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ဘဝရဲ့အကြောင်းကိုဒကာဓမ္မတို့ဦးဇင်းတို့တွေအတိများအောင်ကြိုးစားရမယ်ပေါ့အဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောကဘယ်လိုရှိတာတုံးလို့မေးရင်တော့အနှစ်ချုပ်အားဖြင့်ခန္ဓာသည်ဘာတွေဖြစ်လာလို့မှမတီးမြဲဘူးဆိုတဲ့အနေစာသဘောရှိတယ်။ဒါဘယ်သူမှမငြင်းနိုင်ဘူးဟုတ်တယ်မဟုတ်လား။နော်မတီးမြဲတဲ့အတွက်ကြောင့်ဘာတွေဖြစ်နေလို့မှကောင်းတယ်လို့ဆိုလို့မရဘူးလို့ဆိုတဲ့ဒုက္ခသဘောရှိတယ်။ပြီးတော့ဒီခန္ဓာရဲ့သဘောဝဆိုတာကိုယ်ကလည်းသူတို့ကိုအစိုးမရတယ်လို့သူတို့ကလည်းကိုယ့်ရဲ့အလိုကိုလိုက်တယ်ဆိုတာ မရှိဘူးအဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောဟာဘယ်လိုရှိလဲလို့မေးရင်အနေဆာဒုက္ခအနတ္တသဘောရှိတယ်လို့ဒီလိုပဲဖြေကြရလိမ့်မယ်အဲ့ဒီအနေဆာဒုက္ခအနတ္တဆိုတဲ့သဘောအမှန်ကိုသိရင်သိသလောက်သူတစ်ပါးကိုနှိမ့်ချတာမျိုးကိုယ့်ကိုယ်ကိုမြင့်တင်တာမျိုးဖြစ်เสียကြအောင်မရှိဘူးဟုတ်တယ်မို့လားဒီဦးဇင်းတို့မဟာဝိဇ္ဇာသုတ္တံမှာမြတ်စွာဘုရားဟောပြတာကနော်ဒီခန္ဓာကိုယ်ကြီးရဲ့အထူးသဖြင့်ယူပက္ခန္ဓာယုတ်အစုအဝေးကြီးရဲ့သဘာဝကိုအဲ့ဒီမှာသင်ရှားစွာပြောတာပါ မဝိဇယသုတ်တံဆိုတာကဝိဇယဆိုတာအကိလေသာကိုအောင်နိုင်ခြင်းလို့အဓိပ္ပာယ်ရတယ်။မဟာဆိုတာတော့ကြီးကျယ်တာ။အဲ့ဒီသုတ်တံကိုအစအဆုံးဦးဇင်းတို့ပေသပေါင်းသူတော်ကတို့လေ့လာကြည့်မယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့နော်မတင့်တယ်တဲ့ရွန်ရှာဆွတ်ဆုပ်ဖွယ်သဘောနော်ဇံမေမွေးခြင်းအစရှိတဲ့32မျိုးသောကုဋ္ဌာတအစုဝေးတို့ဖြင့်တိဆောက်ထားတဲ့နော်ရွန်ရှာဆွတ်ဆုပ်ဖွယ်အစုအဝေးတက်တက်မြလာဖြစ်တယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားပုံပေါ်အောင်ပြောတာ။ တော့ရှင်စဉ်ခမဖြစ်နေတဲ့ယွန်ရှာဆက်ဆုပ်ဖွယ်အသက်ဝိညာဉ်ကင်းပြီးတော့တည်ဆုံးပြီးတဲ့နောက်မှာဖြစ်ပေါ်လာမဲ့ယွန်ရှာဆက်ဆုပ်ဖွယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကအမှန်တိုင်းဖွင့်ပြတာအဲ့ဒါတွေကိုပြောပြီးတော့အဲ့ဒါဏိကုံးချုပ်စောစောကကာထာလေးကိုဟောတာဟုတ်လားဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့သူတစ်ပါးကိုနှိမ်ချနေတာကိုကိုကိုမြင့်တင်နေတာဟာဒီခန္ဓာကိုယ်ကြီးရဲ့သဘောကိုမသိခြင်းကလွယ်လို့တခြားအကြောင်းမရှိဘူးလို့အဲ့ဒါလိုပြောတာ တော့အဲ့ဒီစကားလေးကိုကောက်ချက်ဆွဲကြည့်မယ်ဆိုရင်ဥခန္ဓာရဲ့သဘောကိုသိရင်သိသလောက်သူတော်ကနှိမ့်ချတာမျိုးကိုကိုကိုမြင့်တင်တာမျိုးမရှိနိုင်ဘူးလို့ဖြေမှမထွက်နိုင်ဘူးလားထွက်နိုင်တယ်ဒါကြောင့်ပေးသက်ပေါင်းသူတော်အောင်တို့မာမနာတွေဘာကြောင့်ကြီးနေတာလို့မေးခန္ဓာရဲ့သဘောကို အမှန်သိတယ်နော်တကယ်အနှစ်သာရလို့ဆိုတဲ့ပညာအနှစ်မကိန်းသေးလို့မာမနာတွေကြီးနေတာ